蕭蕭講上部就唔知咩樣嚟啊！ အဂတိလိုက်စားမှုတွေကိုတီးခံခွင့်လွတ်တာနားလည်မှုပေးတာလိလိယူရှိတာတွေဟာအားပေးရရောက်တဲ့လုပ်ရက်တွေဖြစ်တာကြောင့်အဲ့ဒီလိုလုံးဝမလုပ်ချဖို့တိုက်တွန်းလိုက်ပါတယ်ဒီဇင်ဘာ9ရက်ပြည်ပဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖြတ်ရေးနေ့ဗီဒီယိုနဲ့မိန့်ခွန်းပြောကြားရာမှာအခုလိုထည့်သွင်းပြောဆိုရပါစေအောင်စုအာနာသိန်းနဲ့2020ခုနှစ်မတ်လ10ရက်နေ့တုန်းကတော့အမေရိကန်ဆိုရကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့တာအောင်ပြေစုံနဲ့ခင်သီရိတက်မွန်တို့ကိုမိဘအရှိန်အဝါစစ်တပ်အရှိန်အဝါနဲ့အထူးခွင့် ွင့်ရေးတွေယူခဲ့တာကြောင့်ဆိုပြီးတော့ပြစ်ဒဏ်ခတ်စရင်နဲ့ထက်သွင်းလိုက်ပါတယ်။သူတို့ပိုင်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ Seven Sense Company Limited, ANM Maha Company Limited, Skywind Construction Company Limited နဲ့လုပ်ငန်း6ခုကိုလည်းအရေးယူလိုက်ပါတယ်။တကယ်တော့စစ်ကောင်းဆောင်မိသားစုပိုင်စီးပွားရေးလုပ်ငန်းအမြောက်များရှိတာဖြစ်ပြီးတော့အာနာသိန်းစေအုပ်စုအဆက်ဆက်လက်ထက်နိုင်ငံရဲ့ငွေကြေးဘဏ္ဍာအမြောက်များကိုစေအုပ်စုဝင်တွေက ကိုပိုင်အဖြစ်စုဆောင်းလာခဲ့ကြတာလို့မြန်မာလူထုကပြောပါတယ်ဒါအပြင်မြဝတီဒေတာအခြေဆိုင်ကြားဖြတ်ငွေလင်ခိုင်းမြားပြားကိုနေရာပေးခဲ့သူဟာစေအောင်စုလက်အောက်ခံ PGF ကရင်နယ်ကြားဆောင်တပ်ကဖြစ်နေတာပါ 2015ခုနှစ်လောက်ကစပြီးတော့ဒေတာဖွံ့ဖြိုးရေးအကြောင်းပြချက်နဲ့ရွှေကုတ်ကိုမြို့သစ်စီမံကိန်းကိုစတင်ခဲ့ရမှာဒေတာထွက်ကုန်မရှိဘဲနဲ့အဲ့ဒီနေရာမှာမြို့ကြီးပြကြီးတစ်ဖွဲနေချင်းညချင်းဖြစ်လာဖို့ဆိုတာဘလို့မှမဖြစ်နိုင်ကြောင်းအားလုံးကပြောနေပေမဲ့ဆေးအုပ်စုကမတားဆီးခဲ့လို့သာကြားဖြတ်ငွေလိမ်ဂိုင်းတွေအမေရိကန်အပါအဝင်ကဘာကိုပတ်လည်နှံခဲ့ကြတာလို့စောင့်ကြည့်နေသူမြန်မာလူထုကပြောပါတယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရပြောခွင့်ရဦးစော်ထေးကလည်းရွှေကုတ်ကိုစီမံကိန်းဟာအတော်လေးရှုပ်ထွေးပြီးတော့ BGF ကရင်နယ်ဈာဆောင်တက်ပေါ်အရေးယူဖို့စစ်တပ်ကိုပြောဆိုခဲ့ပြီးဖြစ်ကြောင်းဇန်နဝါရီ၈ရက်2021ခုနှစ်ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်းသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ် BGF ခရင်နယ်ကြားဆောင်တက်တဲ့ပြည်သူစစ်တွေဟာစေအုပ်စုကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်အဲဒီနောက်တနှစ်ကျော်အကြာမှာဥဇော်ထေးဟာ နှလုံးဖောက်တာကြောင့်ဆိုတဲ့သတင်းနဲ့ကွဲလွန်သွားပါတယ်2025ခုနှစ်ကမ္ဘာလက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ်ထုတ်ပြန်တဲ့အညွန့်ကိန်းကနန်းအရာနိုင်ငံပေါင်း180လောက်ထဲမှာမြန်မာနဲ့ဟေဒီနိုင်ငံဟာ16မှတ်ပဲရတာပါမြန်မာနိုင်ငံအောက်မှာတော့အဆင့်9ဆင့်နဲ့17နိုင်ငံသာကျန်မာတော့တယ်အာဂရီလိုက်စားမှုအကင်းစင်ဆုံးနိုင်ငံကဒိမက်ဒုတိယကဖင်လန်ဖြစ်ပြီးတော့တတိယကတော့စင်ကာပူနိုင်ငံဖြစ်ပါတယ်ကျွန်တော်ဆွေပါ